ရခိုင်မကွေးဆက်ဆက်ဒေသအမ်ပရန်လမ်းပေါ်ရှိနယ်ရီကန်အနီးကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက်အရိကတ်တပ်တော် AA ကပြန်လည်ခုခံရာကနေတိုက်ပွဲပြင်းထန်နေတယ်လို့နေရင်းစရာကဖော်ပြပါတယ်။ငရင်ဘေးကယ်ဆယ်ကူညီရေးအတွက်အပြည့်ခတ်ရက်စဲမှုကို9ရက်ထပ်တိုးတယ်လို့စစ်ကောင်စီဘက်ကကြေညာပြီးနောက်တစ်ရက်ဧပြီ23မိနစ်ပိုင်းမှာစစ်ကောင်စီတပ်ကို၌က ထိုးစစ်ဆင်လာတာလို့ဆိုပါတယ်ဒီထိုးစစ်ကိုတပ်မ69ကဥဆောင်ပြီးလေချောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်တချိန်တည်းမှာပဲတရုတ်စီမံကိန်းတွေတည်ရှိတဲ့ကြောက်ဖြူဒေသမှာလေအေအေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုဧပြီ23မိနစ်မှာစစ်ကောင်စီကထိုးစစ်ပြန်ဆင်နေပြီးလေကြောင်းတဲ့ drone တွေကိုအဓိကအသုံးပြီးတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်မကွေးတိုင်းပခုတ်ကူမြို့နယ်တပ်မတရားတိတ်ကနေတက်လာတဲ့ပါရာမော်တာစက်တက်လေဒီ3စင်းတဲကဒဇင်းဟာတော်လိုင်းတက်တွေထိန်းချုပ်နေမြေအနီးဧပြီ23ရက်နေ့9နိုင်ခွဲခန့်မှာပြက်ကျလာတဲ့အတွက်မီးရှို့ဖျက်ဆီးလိုက်တယ်လို့ Burma Revolution Rangers ကသတင်းထုတ်ပြန်ပါတယ် ဆက်တက်လေဒီအနီးတော်လိုင်းတက်တွေရောက်တဲ့အခါမှာလေဒီမောင်းတဲ့သူထွက်ပြေးလွတ်မြောက်သွားပြီးဆက်တက်လေဒီကိုသိမ်းယူဖို့ပြင်နေစဉ်မှာစစ်ကောင်စီစစ်ကြောင်းရောက်လာတဲ့အတွက်မတည်နိုင်တော့ပဲမိရှုဖြစ်စည်းလိုက်တယ်လို့တပ်ပုံမှတ်တမ်းဖော်ပြပါလေဒီစစ်စေကို Burma Revolution Rangers နဲ့ပခုတ်ကူ People Defense Force PPDF ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် စကိုင်းမြို့ကနေမင်းကွန်းဒေတာဘက်ကိုပြန်လာတဲ့ဒေတာတွင်နာမည်ကြီးပြူစောတိအဖွဲ့ကိုတော်လိုင်းတရီကအေပရီ20ရက်ပိုင်းကြားပြတ်တိုက်ခတ်ရမှာပြူစောတိခေါင်းဆောင်အပါဝင်9ဦးသေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆည်းရမိတယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်တိုက်ပွဲဖြစ်နေစဉ်မင်းကွန်းနဲ့မြိုင်ဘက်ကနေစစ်ကားတွေရောက်လာတဲ့အတွက်လက်နက်မကောက်နိုင်တော့ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ဧပြီ23မနေ့ပိုင်းနေမြေရှင်းလင်းတဲ့အခါ G3 တနက်တလက်နဲ့ခရရတချို့သိမ်းမိတယ်လို့ဆိုပါတယ်။ဒီဆွစင်ရေးကို Unicorn ပျောက်ကြားတက်ဖွဲ့တဲ့အတူ Mingun PDF နဲ့ Mingun တိုက်နယ်ပလဖပူပေါင်းဆောင်ရတာလို့ဖော်ပြထားပါတယ်။ ပဲဂိုးတိုင်းမင်းလှမြို့နယ်ရန်ကုန်ပြည်လမ်းဘေးမှာရှိတဲ့ကြေးရွာတွေကလူငယ်တွေကိုပေါ်တာဆွဲဖို့ရောက်လာတဲ့စစ်တပ်နဲ့ပြူစောတီပူပေါင်းဖွဲ့ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရမှာ၈ဦးသေပြီး၄ဦးဒဏ်ရာရတယ်လို့သာယာဝတီခရံတပ်ရင်း3832သတင်းထုတ်ပြန်ပါတယ်ဧပြီနေ့စနေမနေ့ဆယ်နိုင်ခွဲကမှာစစ်သားနဲ့ပြူစောထီးတွေအညာဒန်းကြီးရွာအနီးရှိထမင်းဆိုင်မှာထိုင်ပြီး ပေါ်တာဖမ်းဖို့ပြင်နေစဉ်မှာတော်လိုင်းတက်တွေကဝင်တိုက်တာဖြစ်ပါလေတိုက်ပွဲအပြည့်မွန်းလွဲ2နိုင်ခန့်မှာ MI 35ရဟတ်ယာဉ်တစ်စင်းရောက်လာပြီးထမင်းဆိုင်နဲ့အနီးဝန်းကျင်ကိုပစ်ခတ်သွားတယ်လို့ဖော်ပြထားပါတယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး ရင်ခွဲတောင်စခန်းအပါအဝင်စစ်ကောင်စီစခန်း၅ခုကို တော်လိုင်းတက်တွေကသိမ့်ပိုက်လိုက်တယ်လို့ People Spring ကပေါ်ပြပါတယ်။ကော့ကရီကနေဒေါနာတောင်ပေါ်ထိနေရာယူထားတဲ့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းနဲ့ကော့ကရီဂျုံတို့လမ်းပိုက်ရှိစစ်တပ်စခန်းတွေကို KNL ကရင်မျိုးသားလူမျိုးတက်မတော်တက်မဟာ6ဦးဆောင်တဲ့တော်လိုင်းတက်တွေကတကြံကာလအတွင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဂျုံတို့ဘက်ကနေစစ်ကူမတက်လာနိုင်အောင် ကော့ကရိတ်မြို့တွေကတက်တွေအပြင်ထွက်မလာနိုင်အောင်ပိတ်ဆို့ထားတာသတင်းတပတ်ခန့်ရှိနေပြီဖြစ်ပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူနဲ့လေကြောင်းထောက်ပို့ကိုပဲအဓိက အားထားနေရတယ်လို့စစ်ဘက်သတင်းရက်ွက်တွေကပြောပါတယ်ထိုင်းမြန်မာနယ်စပ်ထီကီစခန်းတိုက်ပွဲမှာစစ်ကောင်စီလေရင်တွေ ထိုင်းနိုင်ငံနယ်မြေကန်ချနာပူရီခရိုင်ထဲကျူးကျော်ဖျက်ပြန်ပြီးနောက် ဒေသတွင်းမှာရှိတဲ့ထိုင်းတပ်မကိုကစစ်ရေးလက်ချက်မှုတွေပြုလုပ်ပြနေတယ်လို့ကန်ချနာဘူရီ news ကဖော်ပြပါတယ်ဒီလက်ချက်မှုကိုဧပြီ22ကနေ25အထိ ပြုလုပ်မှာဖြစ်ပြီးစစ်ရေးအရအစဉ်သစ်ဖြစ်နေဖို့အရေးပေါ်အခြေအနေမှာတုံ့ပြန်နိုင်ဖို့ရည်ရွယ်တာလို့ဆိုပါတယ်ကန်ချနာဘူရီခရိုင်မြန်မာနယ်စပ်မှာရှိတဲ့ဖုနန်းတော်ရွာနဲ့ဆက်ဆက်နေတဲ့ ထီခီကုံသွေးဂိတ်ဤကစစ်ကောင်စီစခန်းကိုဧပြီ20မှာ KNL တပ်မ၄ဦးဆောင်တဲ့တော်လိုင်းတပ်တွေကစတင်ထိုးစစ်ဆင်ပြီးနောက်ဧပြီ21မှာစစ်ကောင်စီလေရင်တွေကထိုင်းနိုင်ငံ၄ပိုင်နဲ့ထဲကိုဖြတ်ပြီးထီခီစခန်းကိုဘုံကျဲရာကနေထိုင်းနိုင်ငံဘက်ကအခုလိုပြင်ဆင်မှုတွေလှုပ်လာတာဖြစ်ပါတယ်။နေဆက်သတင်းရက်ွက်တွေရဲ့ပြောဆိုချက်အရထီခီစခန်းမှာ အရင်ကစစ်သား20ခန့်ပဲရှိရာကနေထိထာဗျူဟာအသိခံရပြီးတဲ့နောက် ရဟတ်ရင်နဲ့စစ်ကူလာချသွားတဲ့အတွက်အင်အား90ခန့်တိရှိသွားပြီးဒါကြောင့်ထိခီစကန်သိမ့်ပတ်ရေးဟာမူလအစီအစဉ်ထက် ပိုပြီးကြန့်ကြာနေတယ်လို့သိရပါတယ်ဂရင်းနီပြည်ဒီမော့ဆိုမြို့နယ်အမတ်ကိုချင်လင်တရင်က တက်သားတဲ့နှူးဟာ MA1 MA2 တနက်တလက်စီနဲ့အတူတော်လိုင်းတက်တွေစီမှာထွက်ပြေးခုန်လုံလာတဲ့အတွက်ကျိုးစိုပြီးစုငွေချိမြင့်လိုက်တယ်လို့ KNDF Greeny အမျိုးသားများကာကွယ်တက်ကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သားနှူးဟာ ပေါ်တာဆွဲခံရလို့တက်ထွဲရောက်သွားသူတွေဖြစ်ပြီးပြည်သူစစ်မှုထမ်းတင်တန်းအပတ်စဉ်9ဆင်းတွေဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။